ောရဝဘုရားမပွင့်ခင်ကမြတ်စွာဘုရားတွေဟာကလေးချီပြီးတော့မယွေမတွက်နိုင်တဲ့ဘုရားတွေပွင့်သွားတယ်။တန်ဘုဒ္ဓီအထဝီသင်္ဆာကာထာမှာကြည့်မယ်ဆိုအများကြီးပဲပေါ့နော်။သို့သောဂောရမဘုရားနဲ့သက်ဆိုင်တဲ့ဘုရား24စုရှိတယ်။ဗျာဒိခန်တဲ့ဘုရား24စု။အဲ့ဒီဘုရား24စုအခြေအနေလေးကိုစဉ်းစားကြည့်။အလုံးဟာတကိုးတွေနဲ့ကြည့်ပဲ။အင်တာမကြီးမားတဲ့နော်။ တပိတနံဒုက္ခဝဟတဝရရဲ့အကျိုးစီးပွားတဝါအလုံးရဲ့အကျိုးစီးပွားကိုဆောင်ရွက်သွားတဲ့ဘုရားရေကြီးပဲနှစ်ပေါင်းများစွာ လောကကြီးမှာ ဖြစ်ပေါ်လာပြီးတဲ့နောက်တဝရရဲ့အကျိုးစီးပွားလမ်းမှန်ကိုဟောကြားသွားတဲ့ဘုရားရေဘောဓမဘုရားဘဝနဲ့ဆက်သွယ်နေတဲ့ဘုရားရှင်မောင်းဘုရားရိတ်တော်ကြားတာဘုရား24ဆုရှိအဲ့ဒီ24ဆုသောဘုရားရေမှတ်တမ်းကိုကြည်လိုက် လောကကြီးမှာမြဲတာဆိုတာတခုမှမရှိဘူးဆိုတာကိုဖော်ပြတယ်เนาะနံပါတ်1ကဒီပင်ကရာမြတ်စွာဘုရားဘယ်တော့ကပွင့်လေးအသင်ချေနဲ့ကဘာတသိကဘာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေးအသင်ချေနဲ့တသိန်းရှိတယ်လို့ဆိုလို့တယ်လေးအသင်ချေဆိုတာဘယ်လိုယူရတာတော့လို့ဆိုလို့ရှိရင်မရေမတွက်နိုင်တာကလေးကရေတွက်လို့ရတာကတသိန်းဒီလိုမှားရအောင် အဲ့တော့မရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံနေတဲ့ဘလို့ကြုံလို့ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာကွဋ္ဌညဘုရားပွင့်တယ်အဲ့ဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွဋ္ဌညဘုရားချားမှာကဘာပေါင်းဘလောက်ကြားတယ်ဆိုတာအရေးအတွက်မရှိဘူးနော်ရေတွက်နိုင်ခြင်းမရှိဘူးဒါကြောင့်အဲ့ဒါကိုတစ်အသင်ခြေလို့မှတ်ထားတယ်အဲ့ဒါတခုလွန်ခဲ့ပြီကဘာပေါင်းဘလောက်ဆိုတာမရှိမသိနိုင်ဘူး အလုံးကိုကြာခဲ့တယ်လို့ဆိုလိုတယ်။နောက်တစ်ခါကုဋေညာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာမင်္ဂလာဖရာပွင့်တယ်။အဲ့ဒီဖရာနှစ်ဆူကြားမှလည်းပဲကဘာပေါင်းဘလောက်ကြာတယ်ဆိုတော့အရေးအတွက်မရှိလောက်အောင်ကြာညောင်းခဲ့သည့်အတွက်ကြောင့်အဲ့ဒါကိုတစ်သိမ့်ချေလို့ရရေးအတွက်ပြန်။နောက်တစ်ခုနာရဒဖရာနဲ့သောဘိတဖရာဒီနှစ်ဆူရဲ့အကြမ်းမှလည်းပဲထို့တူပဲ။ ကဘာပေါင်းဘလောက်ဆိုတာကိုရေတွက်လို့မရသေးတဲ့အတွက်ကြောင့်အဲ့ဒါကတစ်အသင်ချင်းနောက်အနောမတ္တတိမြတ်စွာဘုရားနဲ့ဗုဒ္ဓမုတ်တရာမြတ်စွာဘုရားဒီနှစ်စုရဲ့အကြောင်းမှလည်းပဲကဘာပေါင်းဟာမရေမတွက်နိုင်အောင်ကြာညောင်းသည့်အတွက်ကြောင့်တစ်အသင်ချင်းလို့ဆိုတာအလုံးပေါင်းလိုက်အသင်ချင်း၄ခုလို့ဆိုတာအဲ့ဒါကိုပြောတာ၄အသင်ချင်းဆိုတာအဲ့လိုမဟုတ်ဘဲနဲ့၄ကဏ္ဍကြီးဘာလို့ထည့်ထားတာတုံးလို့စဉ်းစားတဲ့လူကစဉ်းစားမယ်နော် အသင်ချေဆိုတာမရေမတွက်နိုင်တာမရေမတွက်နိုင်ဘူးလဲပြောသေးတယ်ဘာလို့လေခဏထဲထားတာတော့ဆိုတာကြတော့ဒီအထိပဲဟောမရေမတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံရတယ်အဲ့တော့ဘုရားတဆူဖြစ်ဖို့ဆိုတာမရေမတွက်နိုင်တဲ့ကဘာပေါင်းကို၄ခါကြော်ဖြတ်ခဲ့ရရေတွက်မတန်းတင်နိုင်စွာမရှိခဲ့ဘူးဒီလိုဆိုအဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကြတော့တသိအဲ့ဒါရေတွက်လို့ရတယ် အဲ့ဒါကိုပြောတာလေးအတင်ချိန်နဲ့ကဘာတသိမ်းဆိုတာနော်တခြားနည်းနဲ့ပြောတာမဟုတ်ဘူးအဲ့ဒီနည်းနဲ့ပြောတယ်အဲ့တော့ဘုရားဘုရားရဲ့လောင်းလျာဗျာဒိတ်တော်စပြီးတော့ခန်းလာတဲ့ဒီပင်္ဂရာမြတ်စွာဘုရားကနေစကြည့်လိုက်မယ်ဆိုရင်မရေမတွက်နိုင်တဲ့ကဘာပေါင်း၄ခါဂျုံခဲ့ပြီးတဲ့နောက်မှာရေတွက်လို့ရတဲ့ကဘာကအတိအကျပြောလို့ရတာကတသိမ်းရှိတယ်အဲ့ဒီ၄အတင်ချိန်နဲ့ကဘာတသိမ်းအတွင်ဖြစ်ပေါ်လာတဲ့မြတ်စွာဘုရားတွေကိုပဲကြည့် တိပင်ကရောလောစိနောတထနန္ဒရမမိနေဖို့တော်တတ္ထေဝတ္တစိနာထုပေါ်စတိန်သုတ်ပေတာပြောစနောကဲဒီပင်ကရမြတ်စွာဘုရားတခင်ကိုရမြတ်ကြီးဟာတက်တော်တသိန်းတန်းမှပွင့်တယ်အသက်တသိန်းရှိတဲ့ချိန်မှပွင့်တယ်လူသက်တမ်းတသိန်းနေပြီးတော့လောကသားတို့ရဲ့အကျိုးစီးပွားကိုကြိုးစားအထောက်အထားတယ်နော် ဇောတရိတ်တဝါနတတ္ထမတန္တာရိတ်တဝါတထေပကလောကကြီးမှာအမှန်တရားတွေကိုဟောပြောတယ်။မှန်တရားတွေလူတွေရဲ့ရင်ထဲနှလုံးထဲရောက်အောင်ဘယ်ဟာအမှန်ဆိုတာရှင်းလင်းဟောပြောတယ်။တန္တာရိတ်တဝါမဟာစဏတရားတွေကိုကဲ့တင်သွားတယ်။ကဲ့တင်နေဆိုတာအမှန်သိအောင်ပြောပြီးကဲ့တင်တာ။တကူတော်နဲ့ကဲ့တင်တာမဟုတ်ဘူး။ကဲ့တင်တာဟာတကူနဲ့ကဲ့တင်လို့မရဘူး။ လူတယောက်ကြီးပွားတုတ်တက်စေခြင်းသူ့ကိုပညာပေးရတာနော်ပညာပေးမှအဲကြည့်လေမိဘတွေကသားသမီးကိုကဲတင်တာဗာနဲ့ကဲတင်ចောင်းထားပေးတာဒါမိဘတွေရဲ့ကဲတင်မှုပဲသူတို့ကိုယ်တိုင်ပညာတတ်ကြီးတွေဖြစ်မှဘဝကိုသူ့ကိုသူခြောက်လန်းနိုင်မှာပေါ့အကယ်၍မိဘကသားသမီးကိုချစ်လို့အေးငါသားចောင်းလဲမနေနဲ့အေးမင်းပြောသလိုသားနေဆိုရင်လူဆိုးလူမဖြစ်သွား ီသားသမီးဟာကောင်းတဲ့အစဉ်အမြဲနဲ့ပုဂ္ဂိုလ်ဖြစ်တော့အဲ့တော့သားသမီးကိုမိဘတွေကကဲ့တင်ညင်တဲ့အခါမှာပညာတတ်အောင်နှီးလန်းရှာပေးရတယ်။ကြောင်းကောင်းကောင်းထားမယ်။ပညာတတ်အောင်ဆရာကောင်းကောင်းနေနဲ့အနံ့ပြီးတော့ပညာတွေကိုသင်ခိုင်းတယ်။ဒါကဲ့တင်ညင်မယ်။မြတ်စွာဘုရားရဲ့ကဲ့တင်မှုကလည်းအဲ့ဒီတိုင်းပဲ။နော်။ဟိတေပဝတ္တနေနအာဟိတာသနိယောတနေနသရဝရီရဲ့တဏမာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားခကြိုးစားစေတယ်အာဟိတာသနိယတနေနာဆိုးကျိုးတွေကိုပေးတတ်တဲ့အကုသိုလ်တရားတွေကရှောင်ရှားခိုင်းခြင်းအဖြစ်ဆိုလိုတာကမလုံတဲ့နာနဲ့လုံတဲ့နာနော်ရှောင်ရမှနဲ့ဆောင်ရမှဒီနှစ်ခုပဲလမ်းညွှန်မှုပေးတာကဲတဲ့နေဆိုတာဒီလိုနီးနဲ့ကဲတဲ့မင်းဒါမလုံနဲ့ဒါလုံဆရာဝန်ကယောဂါကိုကုစားတဲ့အခါမှာလည်းပဲ မားတော်တွေကယောဂကိုကုစားတဲ့အခါမှလည်းပဲဒါမတည်ဘူးဒါမစားနဲ့ဒီဆေးတောက်တာဒါပဲပြောတာပဲလေမလုံရမှနဲ့လုံရမှပဲပြောတာအဲ့ဒါကိုလိုက်နာလို့ရှိရင်အကျိုးရှိမှာမြတ်စွာဘုရားကသတော်ရီကိုကဲတင်နေဆိုတာလေဒီနည်းပဲအေးဒီအကုသိုလ်တရားတွေကိုယ်တဏ္ဍာမဖြစ်စေနဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားလို့ဆိုခြင်းအပြင်ကဲတင်ခြင်းသာလည်းဖြစ်တယ်ဗောအဲ့တော့ဒီပင်ကရာမြတ်စွာဘုရားဟာ တရဝါလေးကိုကတင်ပြီးတော့နောက်ဆုံးနှစ်ပေါင်းတသိန်းကာလကြာအောင်တရဝါလေးရဲ့အကျိုးစီးပွားကိုဆောင်ရွက်အနှစ်တသိန်းဟိုဘက်ထီအောင်ရပ်တည်နိုင်စွာမရှိဘူးရှိတော့အစွမ်းတကူတွေအများရှိဒါပေမဲ့အနှစ်တသိန်းဟိုဘက်ကိုသွားလို့မရဘူးသင်္ခါရရဲ့သဘောတရားကနော်ရသော်ဘုရားရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲသင်္ခါရဖြစ်သင်္ခါရဖြစ်နေသည့်အတွက်ကြောင့် တာသအဋ္ဌိသောသယသောတာနိသပါတိတုသက္ကာယရဏနိဖះဆိုတာဉာဏ်လက္ခဏာတွေအမတမပြည့်စုံတယ်နော်အစွမ်းတကူတွေရှိတယ်အချမ်းရံကြော်စိုးတွေနဲ့ပြည့်စုံတယ်မြတ်စွာဘုရားရဲ့ခြေဘွားတော်မှာဆက်လက္ခဏာတွေရှိတယ်တပ္ပန္တမန္တရဟိတအာလောပျောက်သွားပြီရှိတော့အဲ့ဒါတော့နှစ်ပေါင်းတသိန်းကာလနှစ်ပေါင်းတသိန်းလူဘွားမှာ သတ္တန်ရှိကြပြီးတဲ့နောက်အင်မတန်မှချုံမောလှပတဲ့ရူပကာယနဲ့ပြည့်စုံပြီးအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်မြတ်ကြီးဟာနောက်ဆုံးကျတော့ပျောက်ကွယ်သွားတာပဲသင်္ခါရကိုလွန်ဆန်ပြီးတော့ခဏိတိတည်ရှိခြင်းကမစွာနိုင်ဘူးတဲ့နတ်လူရိတ်တာတပ္ပသင်္ခါရသင်္ခါရမှန်သမျှဟာဒီတိုင်းပဲဘာမှအသုံးမချဘူးလို့ဆိုလို့အခိုင်အမာရနိုင်တာတခုမှမရှိဘူး ဟောဒီပင်ကရာမြတ်စွာဘုရားဟာနန္ဒာရမလို့ဆိုတဲ့ဥယျာဉ်ကြီးထဲမှာပြိဋိဘံဆံတာအသက်တသိန်းတသိန်းတန်းမှာမြတ်စွာဘုရားတသိန်းနဲ့ပို့ပြီးအသက်မရှိဘူးเนาะနှစ်ပေါင်းတသိန်းကြာတဲ့အခါမှာနန္ဒာရမဆိုတဲ့ဥယျာဉ်ကြောင်ကြီးထဲမှာပြိဋိဘံဆံသွားပြီအဲ့ဒီမှာပဲထူပဆိုတဲ့ဘုရားရဲ့အထိတ်မှတ်ပထိုးတော်ကြီးဟော တည်ထားကိုးကွယ်ခဲ့ကြတယ်။ဒါလွန်ခဲ့တဲ့နှစ်ပေါင်းဒီလွန်ခဲ့တဲ့ကမ္ဘာလေးအသင်ချိန်နဲ့ကမ္ဘာတသိန်းအရင်ကဖြစ်ခဲ့တဲ့ဖြစ်ပျက်တခုကနေ့မရှိတော့ဒုဖို့ရှာဖွေလို့လည်းတွေ့မှာမဟုတ်တော့ဘူးနော်ဒီကနေ့ခေဟာနော်ဒုဖို့တဲ့ခေတ္တဒုဖို့လို့ရတယ်ဆိုတာသိမကြသေးခင်ကဒုဖို့လို့ရတာလေအဲ့တော့လိုက်ပြီးတော့ဒဇုံးသက်ရှာလို့မရနိုင်တော့ဘူးလုံးဝပျောက်ကွယ်သွားပြီ သင်္ခါရမှန်သမျှတနေ့ကြဒီတိုင်းပြောက်ခွဲသွားမှာပဲเนาะဒီလိုဆုံးလို့လေအဲ့တော့ဒီပင်ကရမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာပွင့်တဲ့မြတ်စွာဘုရားကွန့်တညာဘုရားတဲ့တသိန်းချေလွန်မြောက်ပြီးတော့ကဘာဘောမြောင်များစွာမရေမတက်နိုင်အောင်ကြာပြီးတဲ့ခါမှာကွန့်တညာဘုရားပဲအဲ့ဒီကွန့်တညာဘုရားလေဘုရားရဲ့ခုံကြီးတွေနဲ့ပြည့်ပြည့်စုံစုံတော်ရရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်ကြတာသူလည်း သက်တသိန်းတန်းမှာပွင့်ပေါ်ခဲ့တာဖြစ်တယ်ဘော။အဲ့ဒီဖရာကလည်းအသက်တသိန်းရှိကြပြီးသတော်ရရဲ့အကျိုးဆောင်ရွက်ခဲ့တယ်။သို့သောတက်တော်တသိန်းပြည့်တဲ့အခါပြိဏိဗန်ဆန်ဟပြာရောကြည်စာပေမှာဘလို့ဆိုတော့ကွန်တင်ညောပဝရော